Welcome to the MM Thinker channel. If you seek deeper understanding, perhaps you'll consider joining us. ဒီနေ့မှာတော့ November လ22ရက်နေ့အထိနောက်ဆုံးရထားတဲ့ Ukraine စစ်ပွဲရဲ့အခြေအနေတွေကိုအသေးစိတ်လေ့လာကြည့်ကြမယ်ရှင်။ဟုတ်ကဲ့ပါဗျာ။အခုအချိန်မှာတစ်ခုနဲ့တစ်ခုလုံးဝမအဆက်တဲ့အဖြစ်ပျက်ကြီးနှစ်ခုတပြိုင်တည်းဖြစ်နေတာတွေ့ရတယ်။တဖက်မှာအမေရိကန်ကနေညင်းပွားဝယ်ရန်ညင်းချမ်းရဲ့အစီအစဉ်တစ်ခုကိုစားဝတ်ဖို့တင်လာတယ်။ဟုတ်ပါတယ် တစ်ဖက်မှာကျတော့ယူရှားတက်ထရေးဒါရှစ်တန်းမှာအကြီးကြီးထိုးဖောက်နိုင်ပြီလို့ကြီးညာနေတယ်လို့ဥရောပကိုပါတိုက်ရိုက်ရန်စားမှုတွေလုပ်လာတယ်။ဟုတ်တယ်ဗျာ။တတော်ကိုရှစ်နောက်မညီတဲ့အခြေအနေတစ်ခုပေါ့။ဆိုရာဒီနေ့ကျမတို့အဖြေရှာရမယ့်အဓိကမေးခွန်းကငင်းချမ်းရစ်ဆိုတာတကယ်ဖြစ်နိုင်ခြေရှိရဲ့လား။ဒါမှမဟုတ်ဒီစစ်ပွဲကပိုပြီးအန်ရယ်များတဲ့စင့်တစ်တစ်ခုထဲကိုဝင်သွားပြီလားဆိုတာပါပဲ။ဒီအခြေအနေကတတော်ကိုရှုပ်ထွေးပါတယ်။တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အလွာတွေ။ အများကြီးပဲဟုတ်ကဲ့ချင်းချင်းလေးလေးမြင်တော့အောင်လို့တတ္တမကြီးရစစ်မျက်နှာစစ်မြေပြင်ကလက်တွေ့အခြေအနေပြီးတော့ကဘာလုံးဆိုင်ရာတွေ့ရောမှုတွေဆိုပြီးအပိုင်ထုံပိုင်းခွဲပြီးတခုချင်းစီဆွေးနွေးကြကြတာပေါ့ကောင်းပြီချင်းဒါဆိုတတ္တမကြီးရနဲ့ပဲစလိုက်ကြတာပေါ့အမေရိကန်ကယူကရိန်းသမ္မတဇယ်လင်စကီကိုကမ်းလှမ်းခဲ့တယ်ဆိုတဲ့အချက်28ချက်ပါငင်းချမ်းကြီးအစည်းအဝေးမူကြမ်းကိစ္စပေါ့ဟုတ်ပါတယ်နိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးလက်မှတ်ထိုးခိုင်းတယ်ဆိုတော့ အချိန်ကလည်းတိတ်မရှိဘူးဒီအဆီဇင်တည်းမှာဘာတွေများပါနေလို့ဒီလောက်အထီးအတန်ဒီတန်လီရတာလဲရှင်အဲဒီဆီဇင်ရဲ့အချက်တွေကယူကရိန်းထွက်တော့မြူချရာခတ်တဲ့အချက်တွေကြီးပါပဲအဓိကကျတဲ့နေမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးစကြည့်အောင်ဟုတ်ကဲ့ခရိုင်းမီးယားဒိုနက်စ်နဲ့လူဟန်စ်ဒေသတွေကိုယူရှားက de facto အဖြစ်အတိမပြုရမယ်လို့ဆိုတယ်ခဏလေးရှင် de facto ဆိုတာကိုနည်းနည်းလေးရှင်းပြပေးပါလား ဒါကယူရှားပိုင်ဖြစ်သွားပြီလို့တရားဝင်အတိမပြုလဲရတာမျိုးလားဒါမှမဟုတ်ဘီလို့ကွာချလဲကောင်းနေမေကွန်ပါဗျာ defecto ဆိုတာကလက်တွေ့မှာလို့အသေးပဲရတယ်ဆိုလိုတာကယူကရိန်းအနေနဲ့စာရွက်ပေါ်မှာအချုပ်ချာအာဏာကိုစွန့်လွတ်ကြောင်းလက်မထိုးစရာမလိုဘူးအော်ဟုတ်ကဲ့ဒါပေမဲ့ဒီဒေတာတွေမှာယူရှားရဲ့အောက်ချုံမှုကိုလက်တွေ့မှာလက်ခံပြီးဘာမှဝယ်မစွဖက်ဖို့ပဘောတူရမှာပါ ဒါဟာတရားဝင်မဟုတ်ပေမဲ့လက်တွေ့မှာတော့နေမြေဆုံးရှုံးလိုက်ရတာနဲ့အတူတူပါပဲ။အင်းနားလည်ပါပြီ။ပြီးတော့ကာဆွန်နဲ့ဇာဘူရီယာရှာမှာတော့လက်ရှိတိုက်နေတဲ့နေရာမှာပဲတက်တီကိုရပ်ထားမယ်။နေမြေတချို့ကိုစစ်မဲ့ဆုံးလွတ်ရမယ်လို့လည်းပါတယ်။နေမြေတွင်မကားဘူးစစ်ရင်းနဲ့စစ်ပွဲရဲ့ရပါတောင်းဆိုချက်တီးကလည်းမသေးဘူးလို့ကြားတယ်ရှင့်။ဟုတ်ပါတယ်။စစ်ရဲ့အရာဆိုယူကရိန်းတက်မတော်ကိုအင်အားချုပ်တိမ့်ထမပေါ်ဖို့ကန့်တတ်ထားတယ်။ ချုပ်သိမ်းဟုတ်တယ်အဲ့ဒီတဲ့ပို့အရေးကြီးတာကယူကရိန်းဟာ NATO အဖွဲ့ဝင်မလို့ရဘူးနျူကလ িয়ার လက်နက်ကင်းစင်တဲ့နိုင်ငံဖြစ်ရမယ်ဆိုတဲ့အချက်ကိုဖွစီပုံအခြေခံဥပဒေထဲမှာထည့်ရေးရမယ်တဲ့အိုးတာကပူတင်ရဲ့မိုလောက်တောင်းဆိုချက်ကတိုက်ရိုက်ထည့်ပေးလိုက်တာပဲနော် အတိအကျပဲဗျာစီးပွားရေးဘက်မှာကြတော့ရုရှားကိုချားထားရဲ့ပိတ်ဆို့မှုတွေပြန်ရိုးသိမ်းပေးမယ်ယူကရိန်းပြန်လည်ထူထောင်ရေးကိုအမေရိကန်နဲ့ဥရောပကကူညီမယ်လို့ပြောထားတယ်။ကောင်းတာပေါ့။ဒါပေမဲ့ထူးဆန်းတဲ့အချက်တစ်ခုက ယောရှားရဲ့တင်ထားတဲ့ပိုင်ဆိုင်မှုတွေကရတဲ့အကျိုးမြဲတဲ့90ရာခိုင်နှုန်းကိုအမေရိကန်ကရမယ်ဆိုတဲ့ချက်ပဲ။ဟာ။အဲ့ဒါတော့တော်တော်ထူးဆန်းတာပဲ။ယူကရိန်းပြန်လဲထူထောင်ရရတဲ့ဆိုပြီးယောရှားပိုင်ဆိုင်မှုတွေကိုတောင်းမယ်ပြောပြီးအခုတော့အမေရိကန်ကတော့ဝက်ယူမယ်ဆိုတဲ့တပေါ်လား။ဟုတ်တယ်ဗျာ။ပြီးတော့ဒီတစ်ခုလုံးကိုကြီးကြပ်မှာကလည်းဒေါ်လန်ထရမ့်ဦးဆောင်တဲ့ငင်းချင်းရေးကောင်စီဆိုတော့ဝေါ်ဒီအစည်းအဝေးကိုခြုံကြည့်လိုက်ရင်ငင်းချမ်းရေးလမ်းကြောင်းဆိုတာထက် လက်နဲ့ချခိုင်းတဲ့စားကြုတ်တွေပူတူနေတယ်လို့ပဲအဲ့လိုမြင်ကြတာများပါတယ်ဗျာ gifts နဲ့ mosco ကရောဒီပေါ်မှာဘလူးတွန့်ပြန်လဲရှင်ဒီနေရာမှာပဲဒီအစီအစဉ်ရဲ့တကယ်ယူရဲ့ချက်ကိုမိခွန်ထုတ်เสียဖြစ်လာလာပါအမေရိကန်ကိုစားလက်ဝဲ kief ကိုရောက်နေတဲ့နေ့မှာပဲသမရပူတင်ကဘာလုပ်ပြလဲဆိုတော့ဘာလုပ်ပြလဲစုဝဆောင်အပြည့်နဲ့သူ့ရဲ့ဗိုလ်ချုပ်ကြီးကိုခေါ်ပြီးအထူးစစ်စင်ရဲ့ရင်မှန်းချက်တွေမပြောင်းမှုဘာပဲဖြစ်ဖြစ်အောင်ငြိမ်းအောင်လုပ်မယ်လို့ပြောတယ်အာမင် ဇလန်စကီအစိုးရကိုလည်းတရားမဝင် ရာဇဝတ်သားများအုပ်စုလို့တုံ့နှုံခဲ့တယ်။ဒါကမင်းတို့ဘာအစီအစဉ်ပဲယူလာလားအရိုစိတ်မဝင်စားဘူးလို့ပြောင်ပြောင်တင်းတင်းစရင်စကားပါလိုက်တာပဲလေ။ဆိုတော့အထူးအစီအစဉ်ကတကယ်လို့ဖူဖို့ထက်နိုင်ငံရဲ့လေကွာတစ်ခုဖြစ်နေနိုင်တယ်ပေါ့။အဲ့ဒီဘက်ကိုပို့ပြီးတော့ယာရင်ပါလေဗျာ။ကောက်ပြီလေ။ဒါဆိုတောင်တမရေးရဆင်းမနိုင်နဲ့ပတ်သက်ပြီးကျမတို့ရဲ့မူလမင်ကုန်းကိုပြန်ဖြေရရင်ငင်းချင်းရေးဆိုတာဖြစ်နိုင်ခြေမရှိဘူးဆိုတဲ့ဘက်ကိုအဖြေကရှင်းရှင်းလင်းလင်းထားနေတယ်။ဟုတ်ပါတယ် တမမန်တန်တမန်ရီစကားပြောနေချိန်မှာစိမြင့်ပင်ကအဖြစ်မှန်ကအဖြေကိုပို့ပြီးရှင်းအောင်လုပ်ပြပါလိမ့်မယ်။ဒါဆိုစိမြင့်ပင်ဘက်ကိုဆက်သွားကြည့်အောင်တန်တမန်ရေးရကအလုံးမဖြစ်တော့ဘူးဆိုပေမဲ့စိမြင့်ပင်မှာတခဲပါရီဖြစ်နေလေ။ဒီနေရာမှာတရင်းတွေကတော်တော်ရှုပ်ထွေးတယ်။ရုရှားကအကြီးကျယ်နိုင်နေပြီလို့ကြွေးကြော်နေတယ်။ဒါကဘလောက်ထိမှန်လဲရှင်။ညင်ချမ်းရေးအစီအစဉ်ကိုတင်ပြနေတဲ့အခြေအနေတိုက်ဆိုင်ပြီး ရုရှားကကွေရဲ့ဝင်ကြီးဌာနက သူတို့ရဲ့အောင်မြင်မှုတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြန်လာပါလေဟုတ်ကဲ့ကုပြန်စမျိုးကိုအပြီးတိုက်ထိမ့်ပြီးရံပြိုးကိုအပြည့်ဝထိမ့်ချုပ်လိုက်ပြီးအရေးပါလေ progress မျိုးရဲ့85%ကိုထိမ့်ချုပ်ထားနိုင်ပြီးဆိုပြီးကျင်ညာတာတွေပါဒါပေမဲ့ဒီလိုကျင်ညာခြင်းမျိုးတွေကအရင်ကလည်းကြားဟုနေကြပဲလေဒီတစ်ခါမှရောခိုင်မာတဲ့တက်တဲ့ထောက်ထားပါလိမ့်ရှိလေမှန်ပါဗျာတတိနဲ့တော့ချင့်ကပ်ရပါမယ်သူတို့ထုတ်ပြတဲ့ဗီဒီယိုတက်တဲ့တွေကအကန့်အသတ်နဲ့သိရှိတယ် တချို့နေရာတွေမှာရုရှားအလံလွှင့်ထူထားတာလောက်ပဲပြနိုင်တယ်။음ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကယူကရိန်းလိုလာတဲ့သတင်းရင်းမြစ်တချို့ကတော့ရန်ပီးလိုနေရာမျိုးကိုအဲ့ဒီကြီးညာချက်မထွက်ခင်ရပ်ပိုင်းလောက်ကနေကမီးခိုးရောင်စုံ grey zone အဖြစ်သတ်မှတ်ထားပြီးသား။အော်မီးခိုးရောင်စုံဟုတ်ကဲ့ဆူလိုတာကဘသူမှတိတိကျကျမထိန်းချုပ်နိုင်တဲ့အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့နေရာပေါ့ဒီတော့ ရုရှားရဲ့ကြီးညာချက်ကလုံးဝအခြေမြေမရှိဘူးလို့တော့ပြောလို့မရပါဘူး။ဒါဆိုတမယိုချက်တိုက်ပွဲတဲ့အခြေအနေကအတိအကျပြိုးရက်ခက်နေတော့ပဲ။ဒါပေမဲ့နီးပညာစီပွဲဘက်မှာတော့ပုံစံကပူရှင်းလင်းပြီးယူကရိန်းရောပိုပြီးကြောက်စရာကောင်းတဲ့ပုံစံတမျိုးဖြစ်လာနေတယ်လို့ကြားရခြင်း။ Voldemort လို့နာမည်ပြောင်းပေးထားတဲ့ရုရှားအထူးတပ်ဖွဲ့ Rubicon အကြောင်းပြောပြပါအောင်။ဒီ Voldemort တပ်ဖွဲ့ရဲ့နီးပြူဟာကတကြောကိုထက်မဲ့ပြီးကြောက်စရာကောင်းပါလေ။သူတို့ရဲ့ပြစ်မှတ်ကတင့်ကားတွေတန်ချက်ကားကားတွေမဟုတ်တော့ဘူး။ ဟင်ဒါဆိုပါလေလေပြစ်မက်က drone မောင်းသူရဲ့ချီပွားပြီးသူက FPV drone တွေအဖူလိုင်းချပ်ကင်မရာတွေနဲ့ electronic စစ်စင်ရေးစနစ်တွေကိုပေါင်းတုံးနေခဏလေးရှင် FPV drone ဆိုတာတာမန် drone တွေနဲ့ပါကွာလေပြီးတော့ electronic စစ်စင်ရေးစနစ်ဆိုတာကဘလို့လုံးလုံးတားလေ FPV ဆိုတာ first person view ပါမောင်းတဲ့သူက drone ပေါ်မှာတကယ်ထိုင်လိုက်နေရတယ်လို့မျိုးမြင်ကွင်းကိုမြင်မှန်နဲ့ကြည့်ပြီး အယံမြန်ပြီးလှုပ်ရှားရလွယ်တဲ့ drone တွေကိုထိန်းချုပ်တာပါ။အော်ဆိုတော့ပစ်မှတ်ကိုအတီချလိုက်တိုက်လို့ရတဲ့လူနဲ့ထိန်းချုပ်တဲ့ဒုံးကြီးအသေးစားတွေလိုပဲ။အဓိကတော့ချက်က drone mount တူကိုဘယ်လိုရှာလဲဆိုတဲ့နေရာမှာပါ။ဟုတ်ကဲ့။ electronic စစ်စင်ရေးစနစ်က drone နဲ့ mount တူကြားကထိန်းချုပ်ရေဒီယိုလှိုင်းကိုအနံ့ခံလိုက်တယ်။ပြီးတော့အဲ့ဒီလှိုင်းလာတဲ့နေရာကိုခြေရာခံလိုက်ပြီး mind the away ကနေပုံပြီးမောင်းနေတဲ့ထင်းနဲ့မောင်းသူရဲ့ ဒီနေရာကိုအတိအကျရှာပြီးချင်မွန်းပစ်တာပါ။တားရတာတောင်ချက်တီးတယ်ရှင်။ဒါဆိုတင်ကားလစင်းကိုဖြစီးတာတဲ့အဖိုးတန်တဲ့လေးချင်းရခက်တဲ့ drone မောင်းသူတယောက်ကို ရှင်းပစ်လိုက်တာကပိုပြီးထရောက်တယ်ဆိုတဲ့သဘောပေါ့နော်။အတိအကျပဲဗျ။သူတို့ရဲ့အဆိုအရတပတ်တွင်းမှာယူကရိန်းရဲ့အတော်ဆုံး drone မောင်းသူ90ရာခိုင်နှုန်းကိုချင်မွန်းနိုင်ခဲ့တယ်လို့ဆိုတယ်။90ရာခိုင်နှုန်းဟုတ်ပါတယ်။နိုဝင်ဘာ9ရက်နေ့က NATO နဲ့ ယူကရိန်းရဲ့ရင်ဆန်းငါးဆက်ပါတဲ့ထောက်ပံ့ရေးရင်းနှံတလုံးကိုဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ကသူတို့ရဲ့စွမ်းဆောင်ရည်ကိုတက်တည်ပြနေတယ်။အင်းဒါပြင်ဒီနီးပညာစစ်ပွဲကရှေ့တန်းမှာပဲကန့်သတ်မနေတော့ဘူး။ယူရှားကယူကရိန်းရဲ့စစ်အင်အားတွေးကြောထေတဲ့ထောက်ပံ့ပို့ဆောင်ရေးကွင်ရဲ့ကိုပါဖိမှတ်ထားတိုက်ခိုက်လာတယ်။ထောက်ကွင်ရေးလမ်းကြောင်းတွေအထီကိုလား။ဟုတ်ကဲ့။ပိုလန်တပါဒနီဘရိုခါကစ်ကမြေထားလမ်းစုံတွေလက်နက်တူလောင်ယုံတွေကိုဖိမှတ်ထားတာဟာ။ ယူကရိန်းရဲ့တက်ရွှေ့ပြောင်းနိုင်ဆောင်ကိုတိုက်ရိုက်ထိခိုက်စေတယ်။လက်စုံစစ်မီပင်ကအခြေညို့ကိုပြန်ချုပ်ရရင်ယူရှားရဲ့ဂျင်ညာချက်တွေကမတိချပေမဲ့ဤပညာစစ်ပွဲမှာတော့သူတို့ကအသာစီးရနေပြီးယူကရိန်းရဲ့အငြင်းပါဆုံးစစ်တီတော်တွေနဲ့ထောက်ပံ့ရေးလိုင်းကြောင်းတွေကိုချေမုံနေတယ်။ဒါကျမတို့ရဲ့မူလမေးခွန်းဖြစ်တဲ့အန်ဒီအေများတဲ့အဆင့်တစ်ခုလားဆိုတာကိုတိုက်တိုက်ညွန့်ပြနေသလိုပါပဲ။ဟုတ်ပါလေဗျ။စစ်ပွဲကအရှင်ရော့မသွားပဲနီးပညာပိုင်းအာပူပြီးရက်ဆက်ကြန့်ကြွလာတယ် ပြီးတော့ဒီရန်လိုမှုအတစ်တွေကယူကရိန်းနဲ့နီးမိတ်ထဲမှာပဲရပ်မနေတော့ဘူးဆိုတာကပိုပြီးစိုးရိမ်စရာကောင်းလာပါပဲ။ဒါဆိုရင်တော့ကျမတို့ရဲ့တတိယပိုင်းဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တည်စီကိုရောက်လာပြီပေါ့။ယူကရိန်းနဲ့ဆက်အပြင်ဘက်မှာရုရှားကနေတိုကိုတိုက်ရိုက်ရန်ကြားတာတွေလုပ်လာတယ်ဆိုတာဘယ်လိုမျိုးလဲရှင်။ရန်တာထူးလျိုတင်ပေါ်ကိစ္စကိုပြောပြပါအောင်။ပြတင်တော်ဝင်လေတာ IRF ရဲ့ကင်းထောက်လေရင်တစင်ကို ယူရှားသူလျိုတင့်ပေါ်ရန်တာကနေလေစာနဲ့ပိတ်မထားတဲ့ဖြစ်ရဟာ တင်းမာမှုတွေကိုအမြင့်ဆုံးရောက်စေခဲ့တယ်။လေဇာနဲ့ပစ်တာဟုတ်ကဲ့ဒါကိုယူရှားရဲ့ပို့ချေပြန်တဲ့ hybrid စပွဲ hybrid war ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ရှုမြင်အားမယ်။ hybrid စပွဲဆိုတဲ့စကလုံးကိုမကြာခဏကြားနေရတယ်ရှင်။ဒါပေမဲ့တကယ်တမ်းမှာအဲ့ဒါကဘာကိုဆိုလိုတာလဲ။တမားရောကြစပွဲနဲ့ဘာကွာလဲ။ hybrid စပွဲဆိုတာအရေးထဲကနေတိုက်ခိုက်တဲ့စပွဲလို့မြင်လို့ရတယ်ဗျာ။ စစ်မြေပြင်မှာတိုက်ရိုက်တိုက်ခိုက်တာမဟုတ်ပဲရန်သူနိုင်ငံကိုတည်ငြိမ်မှုပြပြဟောင်းလုပ်တဲ့နီလန်ပေါင်းစုံကိုတုံးတာပါဥပမာအနေနဲ့ပြောပြပေးပါဥပမာပိုလန်မှာမြေထားလမ်းတွေကိုဖောက်ခွဲတခိပလုပ်တာရေအောက်ကအင်တာနက်ဖိုင်ဘာဆက်ချောင်းတွေနဲ့ထိုက်ငွေဖိုက်လိုင်းတွေကိုချင်းချောက်တာအွန်လိုင်းမှာတရင်အမိုင်းတွေဖြန့်ပြီးလူထုကိုစိတ်ဝမ်းကွဲအောင်လုပ်တာမျိုးတွေပေါ့အော်တင်းနဲ့တစ်ချက်မှမခေါောက်ပဲရန်သူကဒုက္ခပေးတဲ့နီလန်တွေပေါ့နော်အတိအကျပါပဲရန်တာတင်ဘောက ဲ့ဒီလိုလုပ်ငန်းတွေအတွက်အထူးပြုလုပ်ထားတဲ့တင်ပေါ်မျိုးပဲ။ဗြိတိန်နဲ့အီတလီလိုနိုင်ငံတွေကနေတိုးအညီနဲ့မျက်စိစုံမိန်နေလို့မရတော့ဘူး။ချက်ချင်းတုံ့ပြန်ဖို့လိုပြီလို့အချက်ပေးနေကြပါပြီ။ဒီနေရာမှာကျွန်မနားလည်နိုင်တဲ့ရှင်းအောင်ညီတဲ့ဗီရိုသားပါတခုရှိနေလေ။တစ်ဖက်မှာယူရှားကဥလောပကို hybrid နီလန်းနေနဲ့ရန်စားလောက်အောင် in အပြနေတယ်။ဟုတ်ကဲ့။ ဒါပေမဲ့နောက်တစ်ဖက်မှာကြာလို့ယူရှားရဲ့စစ်ပတ်ဆိုင်ရာဆက်မှုလုပ်ငန်းကြီးကပြိုလဲနေပြီဆိုတဲ့သတင်းတွေလည်းထွက်နေတယ်။ဒီအခြားနှစ်ခုကဘလို့ဖြစ်ပြီးကြပြိုင်တဲ့မှာနေနိုင်တာလဲရှင်။ဟုတ်ဥပမာကအိန္ဒိယကယူရှားရဲ့နောက်ဆုံးပေါ် Su-57 တိုက်လျင်ဒီဝဲမဲ့အစည်းအဝေးကိုပယ်ချလိုက်တဲ့ကိစ္စပဲ။အော်ဟုတ်ကဲ့။အိန္ဒိယကဒီလျင်ကိုချိုးယွင်းချက်များပြီးလက်တွေ့ဆွမ်းဆောင်ရည်တတ်တင်မပြနိုင်တဲ့လျင်လို့တရားဝင်သတ်မှတ်လိုက်တာဟာပူတင်နဲ့နိုင်ငံတကာမှာအကြီးအကျယ်မျက်နှာပစ်စရာဖြစ်ခဲ့တယ်။ရုရှားဘက်ကဒီအလျောင်းဝယ်ဖြစ်မြော့အောင် တော်တော်ကျူးစားခဲ့တယ်လို့ကြားတယ်ရှင်။လီယန်နဲ့ source code ကိုတပ်ပေးမယ်လို့ကန့်လန့်ခဲ့တယ်ဆို။ဟုတ်ပါတယ်။သူတို့ဘလော့ကတိ first wifi ဖြစ်နေလဲဆိုတာအရင်မှတွေ့နိုင်တယ်။ Lindsay ရဲ့ source code ဆိုတာသူရဲ့ digital ဦးနှောက်သူရဲ့အဓိက software ပါ။အင်း။ဒါကိုပေးလိုက်တယ်ဆိုတာ Coca-Cola ကသူရဲ့ Lewat for set နီကိုပေးလိုက်တာနဲ့အတူတူပဲ။လက်နလုတ်ကမှလုံးဝမကြောက်ဘူးတလို့ရှားပါတယ်။ဒါတောင်အိန္ဒိယကလက်မခံရဘူး။ဘာကြောင့်လဲရှင်။ ဘာလို့လဲဆိုတော့ယူရှက်ကိုတိုင်တောင်သူတို့ရဲ့အကောင်းဆုံးဆိုတဲ့ဒီဂျက်လီယန်ကိုယူကရိန်းစစ်မေပြင်မှာပစ်ချခံရမှကြောက်လို့မတုံ့ရက်ဖြစ်နေတာကိုအိန္ဒိယကမြင်နေလို့ပဲဒီတော့ဒီ Su-57 ကကိစ္စတခုတည်းကရုရှားရဲ့စစ်လက်နက်တွေအပေါ်နိုင်ငံတကာကယုံကြည်မှုကြောက်စင်လာတာကိုပြနေတဲ့လက္ခဏာတစ်ခုပေါ့ဒါကရေခဲတောင်ရဲ့အထူးဆွန်ကြီးပဲရှိပါသေးတယ်ဗျာကိုချေပြန့်တဲ့ပုံစံကိုကြည့်ရင်ရုရှားရဲ့လက်နက်တင်ပိုရောင်းချမှုကအာအာတစ်ဆရာကောက်လောက်အောင်ထိုးကြသွားတယ်ဘလောက်တောင်လဲရှင်2021ခုနှစ်နဲ့နိုင်ရှင်ရင် 62%ကျဆင်းသွားတာပါဒီကိန်းကဏ္ဍတစ်ခုတည်းကအရာအလုံးကိုပြောပြနေတယ်ဒါကစင်းရဆရာပေါ်ကနံပါတ်တစ်ခုတက်တက်မဟုတ်ဘူးဟုတ်ကဲ့ရုရှားရဲ့ကဘာလုံးဆိုင်ရာဩဇာလွှမ်းမှုမှုအငွေပြန်သွားတာကိုပြနေတယ်သူတို့ရဲ့နိုင်ငံခြားရေး policy ရဲ့အုံမြင့်ထစ်တဲ့လက်နဲ့ရောင်းပြီးမဟာမိတ်ရှာတဲ့မဟာဗျူဟာရေးတစ်ခုလုံးပြိုလဲသွားပြီးသူတို့ကိုအရင်ကတည်းကပို့ပြီးတကောင်းကြွက်ဖြစ်သွားစေတယ်ဟိုး တဆိုင်တို့ပုံစံအပြည့်စုံကပေါ်လာသလိုပဲရှေ့တက်မှာနိပညာသုံးပြီးအောင်ပွဲခံနေတယ်လို့ကြွေးကြော်နေပေမဲ့နောက်ွယ်မှာတော့သူတို့ရဲ့စစ်အင်အားဂုံတတဲ့နဲ့စီးပွားရေးကပြိုလဲနေတယ်အတိအကျပါပဲဒီရှုပ်ထွေးတဲ့တွက်ချက်မှုတွေအားလုံးရဲ့နောက်ွယ်မှာတော့သူတို့ရဲ့နောက်ဆုံးအားကိုးရာဖြစ်တဲ့ဘူလာဗာနျူကလ িয়ার ဒုံးကျင်တို့မဟာဗျူဟာမြောက်လက်နက်တွေကတက်ဆိတ်နေတဲ့အဆုံးဖြတ်ပေးနိုင်တဲ့အင်အားတစ်ခုအဖြစ်ရှိနေဆဲဆိုတာကိုတော့မမေ့သင့်ပါဘူးပြီးတော့ မျက်နှာဖင်အောင်မှာအကြောင်းဒီအများကြီးထားနေတဲ့ရွှေရှားစေးရံတရားဆိုတဲ့ရှုပ်ထွေးပြီးရှင်းတော့မညီတဲ့ပုံရင်ကြီးတစ်ခုကိုကျမတို့တွေ့နေရပါတယ်ရှင်။နောက်ဆုံးနေတဲ့စဉ်းစားစရာတွေးတစ်ခုချမ်းသာခဲ့ခြင်းပါတယ်ဗျာ။ဒီအချက်လက်ဒီအားလုံးကအခြေခံကြရဲ့ကွဲလွဲမှုကြီးတစ်ခုကိုဖော်ပြနေတယ်။ဟုတ်ကဲ့ရုရှားဟာသူတို့တို့အောင်ဝဲတစ်ခုလို့ထင်ရစေမဲ့ငင်းချမ်းရဲ့သဘောတူညီချက်ကိုတွားပယ်နေတယ်။ဒါပေမဲ့ပူတင်ရဲ့ပြောစကားတွေနေတော့ကို hybrid စစ်ပွဲဆင်နွှဲနေတဲ့လူရက်တွေအထိအရာအားလုံးက အနောက်နိုင်ငံတွေနဲ့ထိတိုက်တူဆုံမှုကိုရပ်တန့်ဖို့လုံးဝရည်ရွယ်ချက်မရှိဘူးဆိုတာကိုပြသနေတယ်။အင်းဒီမင်းချိုင်းရဲ့အစီအစဉ်ဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့မဟုတ်ဘဲသူတို့အပြတ်အသားစီရတဲ့အခြေအနေမှာခေတ္တရပ်တန့်ထားပြီးပိုကျပြန့်တဲ့ပဋိပက္ခရဲ့နောက်တဆင့်အတွက်ပြင်ဆင်ဖို့ဖြစ်နေနိုင်ပါတယ်။စဉ်းစားစရာပဲနော်။စဉ်းစားစရာမေးခွန်းကတော့ကန့်လန့်လာတဲ့ငင်းချိုင်းဟာအဆုံးသတ်မဟုတ်ဘဲပိုကြီးမားတဲ့စစ်ပွဲတစ်ခုအတွက်ခေတ္တရနာချင်းတစ်ခုသာဖြစ်တယ်ဆိုတာကို အနောက်နိုင်ငံတွေတည်ရှိသွားတဲ့အခါဘာဆက်ဖြစ်လာမလဲဆိုတာပါပဲတပေးကနေကြိုဆိုပါရယ်ခမယာကျွန်တော်တို့ဒီနေ့ဆွေးနွေးမှာကတော့ယူကရိန်းစစ်ပွဲရဲ့ယူရှားပွဲတရောက်မှုတွေအကြောင်းပါပဲအထူးသဖြင့်2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အထိရရှိထားတဲ့နောက်ဆုံးသတင်းချက်လက်တွေရဖို့အဓိကမေးခွန်းကတော့ဒီစစ်ပွဲဟာရုရှားရဲ့စစ်ရေးနဲ့ပထိုးနိုင်ငံရဲ့အင်အားကိုတကယ်တည်းယိုယွင်းကျဆင်စေရပြီလားဒါမှမဟုတ် um စစ်မီပင်ကရှုံနေမှုတွေရဲ့နောက်ွယ်မှာပိုဗီအန်တရယ်များတဲ့မဟာဗျူဟာမျိုးအင်အားတမျိုးကိုပြန်လဲတည်ဆောက်နေကြလားဆိုတာပါပဲကျွန်တော်ရဲ့ရည်တည်ချက်ကတော့အတော်လေးရှင်းသွားတယ်ခင်ဗျာယူရှာယတမိုင်းုံကျစစ်အင်အားပြိုလဲလာမှုအချို့တစ်ဖြင့်သူတို့ရဲ့စစ်လက်နက်ဇေဝါတစ်ခုလုံးနှီးပါပျက်စီးသွားတာဟာသူတို့ရဲ့အင်အားကျဆင်းမှုကိုအထင်ရှားဆုံးပြနေတယ်လို့မြင်ပါတယ်အဲ့ဒီနေရာမှာကျွန်မနည်းနည်းလေးဟိုသဘောကွဲလွဲခြင်းပါတယ်ရှင့် ရုရှားရဲ့တမယောကြာတက်တရီအခက်ခဲတွေ့နေတာကတော့မှန်ပါတယ်။ဒါပေမဲ့အဲ့ဒီအခက်ခဲကပဲသူ့လူကိုပိုပြီးထိရောက်ပြီးတော့ဘလို့ပြောမလဲတဲ့ရခတ်တဲ့နီလန်းဒီစီတွန်းပွက်လိုက်တယ်လို့ကျမကတော့မြင်မိတယ်။အထူးသဖြင့် drone နည်းပညာနဲ့နေဒိုးနိုင်တဲ့နေကိုတိုက်ရိုက်ပစ်မှတ်ထားတဲ့ hybrid warfare လို့ခေါ်တဲ့စစ်ပွဲရုံးနိုနီဗျူဟာတွေမှာသူတို့ရဲ့ဆွမ်းဆောင်ရည်ကိုကြည့်ရင်လေရုရှားရဲ့မဟာဗျူဟာမြောက်ချင်းချောက်နန်ဆွမ်းကပုံစံတစ်မျိုးနဲ့ဆက်ရှိနေတော့ပဲလို့ဆိုချင်ပါတယ်ရှင်။ကောင်းပါပြီ။အဲ့တော့ ျွန်တော်အမင်းကိုပို့ပြီးခိုင်မာစေတဲ့အချက်ခနဲ့စလိုက်ချင်ပါတယ်။အဲ့ဒါကတော့အိန္ဒိယနိုင်ငံကယုရှားရဲ့အနာဂတ်မျိုးဆက်တက်လို့ကြွေးကြော်ထားတဲ့ SU-57 တိုက်လေယံကိုဝယ်ဖို့ပြက်ပြက်တားသန့်ခြင်းပြလိုက်တဲ့ကိစ္စပါပဲ။ဒါတာမန်လနဲ့အယောင်းဝယ်ပြက်တာတဲ့အများကြီးပိုလင်းနေပါတယ်ခင်ဗျာ။အိန္ဒိယဆိုတာယုရှားရဲ့ဆက်စုနှစ်မြောက်စွာကြာမြင့်ဖက်နိုင်ငံမှာဒါပေမဲ့သူတို့က SU-57 မှာချိုးဝင်ချက်ကြီးများလုံးပြီးတော့ယူကရိန်းစစ်မြေပြင်မှာလက်တွေ့ဆွမ်းဆောင်ရည်ဘာတစ်ခုမှမပြနိုင်ခဲ့ဘူးလို့သုံးသပ်ခဲ့တယ်။ယုရှားဘက်ကဆိုရင်ဟို source ကိုအပြည့်ပေးမယ် engine ပညာပါထည့်ပေးမယ်ဆိုရင်မလုံးနေတဲ့အသက်အတန်ကန့်လန့်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးဆိုတော့ဘာကြောင့်လဲဆိုရင်ယူကရိန်းမှာရုရှားရဲ့နာမည်ကြီးလက်နက်တွေရဲ့ရေးသွေးစစ်မှန်ကိုကဘာကမဲဝါထန်နေမင်းတွေဟောလို့ပါပဲဒီကိစ္စတစ်ခုလည်းမဟုတ်ပါဘူး Cypri နဲ့ Jamestown Foundation တို့ရဲ့ချက်လက်တွေရဆိုရင်ရုရှားရဲ့လက်နက်တွေမှုယုံချမှုက90%တိထိုးကြသွားတယ်ဒီကင်းကနာကတော်ယုံနိုင်ယုံချစင်တာမဟုတ်ဘူးလေဒါရုရှားရဲ့စစ်လက်နက်စေးကနုံငုံကျွနဲ့တွားတဲ့တဘောပဲ လက်နဲ့ရောင်းတာကဝင်ငွေတွတ်တင်မဟုတ်ဘူးနိုင်ငံရေးတောစာလမ်းမှုမှုအပပအရေးကြီးတယ်အခုလိုအိန္ဒိယလိုမေဖက်ဟောင်းတွေကတော့မျက်နှာလွဲသွားတာကသူတို့ရဲ့ကဘာဇက်ခုံပေါ်ကနေပျောက်သွားပြီဆိုတာကိုပြနေတာပါပဲဟုတ်ကဲ့ SU57 ကိစ္စနဲ့လက်နဲ့ရောင်းဝါထိုးကျသွားတာကယူရှားရဲ့တမန်ယူကျစစ်လက်နက်ထုတ်လို့ရေကန္တာကိုထိခိုက်စေတယ်ဆိုတာကိုတော့ကျမလက်ခံပါတယ်ရှင့်ဒါပေမဲ့ယူရှာရဲ့တကက်ချင်းချုံနိုင်စွမ်းကအဲ့ဒီမှာမရှိတော့ဘူးလို့ကျမကတော့မြင်တယ် သူရဲ့အဓိကအင်အားကအနောက်နိုင်ငံတွေကိုတွေ့ရခက်စေတဲ့မျက်မြင်မတွေ့နိုင်တဲ့မဟာဗျူဟာမြတ်လက်နက်တွေမှရှိနေတာပါဥပမာအနေနဲ့ဘူလာဗာနျူကလ িয়ার ဒုံးကျည်ကိုကြည့်လို့ရတယ်ဘူလာဗာဆိုတာရေငုံတင်ဘောကနေဖြစ်လို့ရတဲ့နျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့ဒုံးကျည်အမျိုးအစားပါသူရဲ့အဓိကအားသာချက်ကရန်သူရေရာမှာဖမ်းမိဖို့အလွန်ခက်ခဲပြီးကမ္ဘာပယ်နေရာကို မဆိုးဖြစ်နိုင်တာပဲဆိုတော့ ယူကရိန်းမှာမတုံ့ပြန်တော့သူ့ရဲ့တည်ရှိမှုထက်သက်ကအနောက်နိုင်ငံတွေကိုယူရှားမှာငါတို့ကိုအလွယ်တကူချီးမွမ်းနိုင်တဲ့လက်နက်ရှိနေသေးတယ်ဆိုတဲ့အတွင်းနဲ့နောက်တွန့်သွားစေတယ်။အဲ့ဒါကယူရှားတဲ့မဟာဗျူရာမြောက်နေရာတခုဖန်တီးပေးထားတာပါ။အဲ့ဒီလိုမဟာဗျူရာမြောက်ချင်းချောက်မှုအပြင်စစ်မြေပြင်မှာလက်တွေ့ကျတဲ့အောင်မြင်မှုတွေကိုလည်းမမေ့သင့်ဘူး။အထူးသဖြင့် Ruby Can လို့အထူး drone တပ်ပရိုက်ရဲ့စွမ်းဆောင်ရေးပါသူတို့ကဈေးကြီးတဲ့ NATO ရဲ့ တန်ချက်ခါရဲ့စီး90ကိုဖျက်ဆီးနိုင်ခဲ့တယ်။ပိုအရေးကြီးတာကယူကရိန်းရဲ့အတော်ဆုံး drone mount ကို90ရာခိုင်နှုန်းကိုခြေမုံးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါရုရှားကစပွဲပုံစံတစ်ကိုနားလည်ပြီးလိုက်လျောညီထွေပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုပြနေတာပါပဲရှင်။ Robican အထူး drone တပွဲတွေ dangerous about drone သူတို့ရဲ့တထသူတို့ရဲ့စွမ်းဆောင်ရဲ့အယံကိုမှန်တယ်ခင်ဗျားပြောတဲ့ rubicon ရဲ့အောင်မြင်မှုတွေကစိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့အဲ့ဒီအောင်မြင်မှုတွေကကျေပြန့်တဲ့စစ်မျက်နှာတစ်ခုလုံးမြေပုံရဲကိုကိုစားပြုရလားလို့ကျွန်တော်မေးချင်နေတယ်။ဟုတ်ပါတယ်အဲ့ဒီ FPV drone တွေကထိရောက်တာမှန်းတယ်။ဒါပေမဲ့လေဒါကရုရှားရဲ့အားနည်းချက်ကိုပိုပြီးပေါ်လွင်စေတယ်လို့ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့တန်းနဲ့ကြီးတန်းနဲ့တင်ကောက်တွေတိုက်လေရင်တွေကအတုံးမဝင်တော့လို့ဒေါ်လာရာခိုင်နှုန်းပဲတန်းတဲ့ drone တွေကိုအားကိုးနေရတာလေ။ဒါအင်အားကြီးနိုင်ငံတွေရဲ့လိန်လက္ခဏာမဟုတ်ပဲ။ အကြအသေးတွေကဖြည့်ရှင်းနေရှာနေရတဲ့နိုင်ငံတနိုင်ငံရဲ့ပုံစံပဲစစ်မြေပြင်မှာတောင်းနဲ့ချီတဲ့တင်ကားတွေတန်ချက်ကရန်ဒီဆုံးရှုံးခဲ့တယ်2020နှစ်နောက်ပိုင်းယူကရိန်းရဲ့အ धिक မြို့ကြီးတစ်မြို့ကိုမှတင်ပိုက်နိုင်ခြင်းမရှိတော့ဘူးဒီအချက်တွေကြောင့်ပဲအိန္ဒိယလို နိုင်ငံက Su-57 ကိုပစ်ပြီးသူတို့ကိုယ်တိုင်ထုတ် AMCA တိုက်လေရင်ကိုပဲအားကိုးတော့မယ်လို့ဆုံးဖြတ်လိုက်တာပေါ့ဒါကယူရှားရဲ့နီးပညာအပေါ်လုံအောင်အယုံကြည်မရှိတော့ဘူးဆိုတဲ့သတင်းစကားပဲဒီတော့ကျွန်တော်မြင်ချင်တာက အဲ့ဒီ drone အောင်မြင်မှုလေးတွေကရေရှဲမှာတကယ်ခံနိုင်ရရှိပါမလားယူကရိန်းရဲ့အနောက်နိုင်ငံတွေကဒီ drone နီးပညာကိုတံပြန်ဖို့နီလန်တက်တီထိထွန်လာတဲ့အခါရုရှားရဲ့အားတာချက်ကပြော့မသွားနိုင်ဘူးလားခင်ဗျာကောင်းနေမေခွန်ပါပဲရှင်ဒါပေမဲ့ခင်ဗျားပြောသလိုဒါကိုအချက်အသေးသေးကဖြည့်ဆင်းနေလို့ကျွန်မမမြင်ဘူးစစ်ပွားရဲ့သဘောတဘာဝပြောင်းသွားတာကိုရုရှားကအနောက်နိုင်ငံတွေတဲ့ပုံမြန်မြန်သဘောပေါက်သွားတာလို့မြင်တယ် ဒေါ်လာတန်းကြီးတန်းတဲ့တန်းချက်ကရင်တစ်စီးကိုဒေါ်လာများရတဲ့ FPV drone နဲ့ဖြစ်စေနိုင်တာဟာစစ်ရဲ့အင်မတန်ထက်မြက်တဲ့ရင်းနှီးမြုပ်နှံမှုပဲလေယူရှားကဒီအချက်ကိုကောင်းကောင်းအသုံးချနေတယ်အခုဆိုရင်ချမ်းမင်းကိုခန်းနိုင်ရင်ရှိတဲ့ fiber optic ဂျိုးသုံး drone တွေလိုညီမညာတက်တွေပါတီထွက်နေပြီဒါကသူတို့ရဲ့ light launch ထွေရှိမှုကိုပြရတယ်နောက်တစ်ချက်ကယူရှားရဲ့မဟာဗျူဟာကမြေသိမ်းပိုက်ရဲ့ကျော်လွန်သွားပြီဆိုတာကိုတတိပြုရမယ်ဥပမာနိုဘဲမှာလာရှိရင်က ဖောရနမ်နဲ့ဒီပရိုကယထာလန်ကွင်ရက်တွေကိုတိတိကျကျတိုက်ခိုက်ခဲ့တာကိုကြည်ပါအဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းရဲ့ရှေ့တန်းကိုလက်နက်ခဲရက်နဲ့စစ်အာဖြည်းတင်းမှုတွေရက်နဲ့ချပြီးရပ်တန့်သွားခဲ့တယ်။ဒါကစစ်မီပြည်မှာမြို့တစ်မြို့ကိုတင်လာတဲ့ပိုးပြီးမဟာပြောအကြတဲ့ထွန်းနှက်မှုပါ။ရန်သူရဲ့စစ်စင်ရေးဆွမ်းရည်တစ်ခုလုံးကိုပြစ်မှတ်ထားတာချစ်လို့ဒါဟာအင်အားချိနေနေတဲ့နိုင်ငံတနေငံရဲ့လုံရက်လို့ကျမတို့မထင်ဘူးရှင်။ထောက်ပံ့ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်တာကထိရောက်တယ်ဆိုတာကိုလက်ခံပါတယ်။ဒါပေမဲ့ ယူရှာကာကွယ်ဝန်ကြီးဌာနကထုတ်ပြန်တဲ့အောင်မြင်မှုသတင်းတွေကိုရောကျွန်တော်တို့ဘလောက်အထိယုံကြည်လို့ရမလဲဥပမာကူပျန်စ်မြို့ကိုအပြေးအဝါတိမ်းပိုက်လိုက်ပြီးတော့သူတို့ကြင်ညာခဲ့တယ်ဒါပေမဲ့တကယ်လက်တွေ့မှာကောအလန်လွန့်ထူတဲ့ဗီဒီယိုအတော်လေးတွေကလွယ်ပြီးမြို့ကိုထိန်းချုပ်ထားနေနေဆိုတဲ့ခိုင်မာတဲ့အထောက်အထားပါတစ်ခုမှမတွေ့ရသေးဘူးအနောက်နိုင်ငံကတရင်ရင်းမြစ်တွေကလည်းတာကိုအတီမဖြူးနိုင်ဘူးဒါကဝါရက်ဖြတ်မှုတစ်ခုပဲဖြစ်နေနိုင်တယ် ိုးချဲ့ချဲ့ပြန်ပြန်ကြည့်အောင်ဒေါ်နယ်ထရမ့်အဆိုရကအဆိုပြုထားတဲ့ဆိုရင်ညင်းချမ်းရဲ့အစီအစဉ်ကိုပဲကြည်လေအဲ့ဒီမှာပါပါလဲဆိုတော့လက်ရှိတက်တဲ့ထီးတွေ့နေတဲ့နေရာတိုင်းပြိပက္ခကိုအေးခဲထားဖို့ပဲပါတယ်ဒါကယူရှာအနေနဲ့လက်ရှိအခြေအနေထပ်ပိုးပြီးတိုးနိုင်ဖို့မစွမ်းဆောင်နိုင်တော့ဘူးအပြတ်အတန်နိုင်ပွဲရဖို့မမျော်လင့်တော့ဘူးဆိုတာကိုဝန်ခံရရောမင်းနေဘူးလားသူတို့ရဲ့အလားအလာရှိတဲ့မဟာမိတ်ကတော်ဒီလိုပဲမျော်မှန်းပေးတော့တယ်လေအဲ့ဒီရဲ့ချက်ကိုကျမရှူထန့်သမျိုးဝင်နဲ့ကြည့်စေခြင်းပါတယ်ရှင် ငင်းချမ်းရဲ့အစီအစဉ်ကယူရှားရဲ့စည်ရေးကန့်သက်ချက်ကိုပြတယ်ဆိုတာထက်ယူရှားကစစ်ပွဲကိုယူကရိန်းစစ်မြေပြင်တခုထဲမှာတိုင်းနေတာမဟုတ်ဘူးဆိုတဲ့ချက်ကိုမီးမောင်းထိုးပြနေလေလို့ကျွန်မမြင်တယ်။သူတို့ကစစ်မျက်နှာကိုနိုင်ငံတကာအထိပါတူးချဲထားတယ်။ဒီနေရာမှာ hybrid warfare ဆိုတဲ့စကားလုံးကအရေးကြီးလာပါတယ်။ hybrid warfare ဆိုတာသမိုင်းရောက်ချစစ်ပွဲတက်တဲ့မဟုတ်ပါဘူး။စစ်မြေပြင်အပြင်ဘက်မှာပါရန်တပ်ကိုဒုက္ခပဲလည်းနီလန်ပေါင်းစုံကိုတုံးတာပါ ဥပမာရန်သူနိုင်ငံရဲ့အရေးကြီးတဲ့အခြေခံအဆောင်အုံတွေကိုစိုက်ပေါ်တိုက်ခိုက်မှုလုပ်တာတရင်မားတွေဖြန့်ပြီးလူသူကိုစိတ်သက်ပိုင်းချတာနောက်ပြီးမကြတဲ့ဟင်ကဖြစ်သွားတဲ့ကိစ္စတွေကိုချိယွန်ထာသူလျောတင်ဘောကဗြိတိန်နဲ့နေဒါလန်ရေပိုင်နဲ့နာမှာပေါ်ပေါ်ထင်ထင်လူရှာပြီးဗြိတိန်တော်ဝင်လေတက်လီယင်တဆင်းကိုလေးစားနေဖြစ်ထဲတဲ့ဒါကနီတိုကိုတိုက်ရိုက်ဆင်ခေါ်တာပဲပိုလန်မှာကုန်တင်ရထားတဆင်းဘုံခွဲခံရမှုမှာယူရှာရဲ့လက်ချက်လိုတန်တရားချိနေတဲ့ဒါရီအလုံးကစစ်ပွဲနဲ့ငင်းချင်းကြားက နေနေမေကိုမွန်ဝါသွားအောင်လုပ်နေတာပါဒီလုံရက်တီဟာယူကရိန်းမှာမြေတလက်မှတ်ရတာထက်နီတိုးဖွဲ့ဝဲနိုင်ငံတည်းရဲ့စိတ်ထဲမှာမလုံခြုံမှုတန်တရားနဲ့ကြောက်ရွံ့မှုတွေကိုဖန်တီးပေးနိုင်တယ်ဒါဟာအင်အားရှိနေစေကဘာရေးအခင်းတွေမှာခြေရှုံးနိုင်စေဆိုတာကိုပြတဲ့အင်အားတစ်မျိုးပါပဲရှင်ဒီနေ့ဆွေးနွေးမှုတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်တော့ကျွန်တော်ဘက်ကအဓိကထားပြောချင်တာကလက်တွေ့ကြတဲ့အခြေလက်တွေပါပဲယူရှားရဲ့စစ်လက်နဲ့ရောင်းဝယ်ရေးဈေးကွက်တော့ လုံးဝပြိုလဲသွားပြီဒါသူတို့ရဲ့စီးပွားရေးနဲ့နိုင်ငံတကာတော်စားလွှမ်းမှုမှုနှစ်ခုလုံးအတွက်ကြီးမားရဲ့ထုံးနှက်ချက်ပါယူကရိန်းစစ်နေပြည်မှာတမာယူချက်တက်တဲ့ဆုံးရှုံးမှုကအတိုင်းအားစမရှိကြီးမားနေပြီတိသားတဲ့အောင်မြင်မှုမရနိုင်ရောဘူးဆိုတာလည်းထင်ရှားနေပါတယ်တင်တော်တဲ့ drone လို hybrid warfare လို့အောင်မြင်မှုတွေရှိကောင်းရှိနိုင်ပေမဲ့ဒါတွေကပုံရိပ်ကြီးကြီးမှာတော့ရိုးရင်းပျက်စီးနေတဲ့အင်အားကြီးနိုင်ငံတနေငယ်ရဲ့အခြေအနေကိုဖုံးကွယ်ထားလို့မရပါဘူးခင်ဗျာကျွန်မဘက်ကတော့ဒီလိုနေကုန်းချုပ်ချင်ပါတယ်ရှင့် ယူရှာရဲ့တမယူကြစီးရဲ့အခက်ခဲတွေကို ကျွန်မမငင်ပါဘူးဒါပေမဲ့အဲ့အခက်ခဲတွေကပဲသူတို့ကိုပိုပြီးထျောက်တဲ့အချိုးမညီတဲ့စစ်စင်ရင်နီလိုက်နေစီပြောင်းလဲစေခဲ့တယ်လို့ပဲဆိုချင်ပါတယ်အထက်တိုင်းလွှာဒရုန်းတပ်ဖွဲ့တွေဆွမ်းဆောင်ရေးနေနေနေတိုးနိုင်ငံတွေရဲ့တည်ငြိမ်မှုကိုပြစ်မှတ်ထားတဲ့ hybrid တိုက်ခိုက်မှုတွေအထိကရုရှားဟာရှုံးနေနေရမဟုတ်ပဲသူရဲ့ချင်းချောက်နိုင်စွမ်းကိုပုံစံတစ်မျိုးပြောင်းလဲပြီးဆက်လက်ထိန်းသိမ်းထားနိုင်စေဖြစ်တယ်ဆိုတာကိုတည်ထည်ပြနေပါတယ်ဆိုတော့ တမယိုကြနေလိုက်နေနေတိုင်းလို့မရတဲ့အင်အားတမျိုးကိုသူတို့တိဆောက်နေတာပါရှင့်။ဟုတ်ကဲ့။တခြားတာတစ်ခုကတော့ယူရှာဟာအင်မတန်ရှုပ်ထွေပြီးတော့အဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတစ်ခုကိုရင်ဆိုင်နေရတာပါပဲ။တမယိုကြစစ်တပ်ကအကြက်တဲတွင်နေချိန်မှာတမယိုကြမဟုတ်တဲ့စွန့်ရည်တွေကလိုက်လွတ်ညီးထွေစွာတူးတက်လာပုံရပါတယ်။ယူရှာရဲ့အနာဂတ်ကိုဘဲချက်ကပုံဖော်သွားမလဲ။တမယိုကြအင်အားရဲ့ပြိုလဲမှုလား။ဒါမဟုတ်တမယိုကြမဟုတ်တဲ့နီလန့်ရဲ့ ထိုးထွက်ပေါက်လာဆိုတာကတော့ဟုတ်ကဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတစ်ခုဖြစ်ကြံရှိနေစေဖြစ်ပါတယ်ခင်ဗျာอืมဒီနေ့မနက်ပိုင်းကတည်းကမူကားတော်လေးတီတီမီမီရနေတာအမ်နေ့လေလေဟောဒီမတိတ်တွဲဘူးဆိုရင်တော့အပြင်တော့ဟူစီစဉ်ခါတဲ့အလုပ်ကိစ္စတွေကိုဖြတ်ပြီးအိမ်ထဲမှာပဲအေးအေးဆေးဆေးအနားယူပြီးလုပ်တဲ့ MM သင်္ကမိတ်ကျိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်